မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာဆီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ယုံကြည်ခြင်းမရှိရင်ဖျားသခင်စီမှာဘလောက်ပဲဆုတောင်းဆုတောင်းဘာမှရမှာမဟုတ်ဘူးဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝေငှခွန်အားပေးချင်တာဖြစ်ပါတယ်ကျွန်တော်တို့ခရိယံယုံကြည်သူတွေဆုတောင်းတဲ့အခါမှာ ဆုတောင်းမပြည့်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်ကျွန်တော်ဒီအကြောင်းကိုဆက်တိုက်အများကြီးပြောပြီးပြီဆိုတော့ဒီကနေ့ပြောမယ့်အဓိကဆုတောင်းမပြည့်ရခြင်းရဲ့အကြောင်းရင်းတစ်ခုထပ်ပြီးမှပြောချင်တယ်အဲ့ဒါကတော့မယုံကြည်လို့ဖြစ်ပါတယ်တချို့ကယုံကြည်တယ်ဒါပေမဲ့မယုံတင်တာဖြစ်တယ်ကျမ်းစာထဲမှာဘယ်လိုပြောလဲကျွန်တော်ကြည့်အောင်နော်အခြေပြုကျမ်းတကျမ်းအနေနဲ့ရှင်ယာကုတ်ဩဝါဒစာအခန်းကြီး1အငယ်6ကနေ8အထိကိုကျွန်တော်ဖတ်မှာဖြစ်ပါတယ် ရှင်ရကုတ်ဩဝါဒစာခန်းကြီးတဲ့ငယ်6ကနေ8တို့ရရင် သွေးတော်ချင်းမရှိဘဲယုံကြည်တော်စိတ်နဲ့တောင်းရမည် သွေးတော်ချင်းရှိတော်သူမိဒီကလေခတ်၍လှောက်ရှားတတ်တော်လိုင်းတဘိုးနဲ့တူ၏ထို့တို့တော်သူဒီစိတ်နှခွရှိတော်သူပြုလီသည်များတို့၌မတီကြည်တော်သူဖြစ်၍ထာဝရဖျားကြီးလက်တော်မှတဆုံတစ်ခုကိုရမည်ဟုမထင်မမတ်စေနှင့်ချက်တော်ညီကိုမောင်မတော် တမာကျမ်းစာထဲမှာပေါ်ပြထားတာရှင်းရှင်းလေးပဲဘာလို့ဒီကနေ့ယုံကြည်သူတွေဆုတောင်းတာမပြည့်စုံတာလဲမရတာလဲဆိုတော့အကြောင်းရင်းအများကြီးထဲမှာတခုပြောပါဆိုရင်ကျွန်တော်တို့ယုံကြည်ခြင်းအားနည်းလို့တချို့ယုံကြည်ခြင်းမရှိလို့အဲ့ဒီအဆင့်ထိကိုဖြစ်တာဒါကြောင့်ညီကိုမောင်တို့ဆုတောင်းတိုင်းဆုတောင်းတိုင်းမှာယုံကြည်ခြင်းရှိဖို့အင်မတန်အရေးကြီးပါတယ်အခင်ယေရှုခရစ်တော်တွင်တင် ပေးတဲ့ပတ္ထနာတော်ထဲမှာတော်မှကျွန်တော်တို့ကိုယုံကြည်ခြင်းရှိအောင်အရင်တွင်တင်ထားပေးတာမမေ့နဲ့နော် ပထနာတော်ထဲကပထမဦးဆုံးစကားတခွန်းကဘလို့ဘလို့ဆုတောင်းတာလဲကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်တို့ဤအဘဖယားသခင်ဒီကျွန်တော်တို့ဆုတောင်းနေတဲ့ဖယားသခင်ဒီကျွန်တော်တို့ရဲ့အဘဖာဒါတနည်းအားဖြင့်အဖေဖြစ်တဲ့အဖေအဖေတာတာသမီးလုံးတဲ့သူကအဖေစီမှာဆုတောင်းရင်မရစရာလားသခင်ယေရှုခရစ်တော်တင်ပေးခြင်းနဲ့ message တင်ပေးခြင်းနဲ့အကြောင်းအရာကိုတင်မြင်ပြီလား ယုံကြည်စိတ်ချစေချင်တာစုမတောင်းခင်မှာယုံကြည်စိတ်ချထားပါမယုံတင်ကြတော့စိတ်နဲ့တောင်းရင်ဘာမှရမှာမဟုတ်ဘူးတဲ့အခုနကျွန်တော်တို့ဖတ်သွားတဲ့ရှင်ရကုတ်ဩဝါဒစာခန်းကြီးတဲ့ငွေ6ကနေ10မှာရှင်းရှင်းလင်းလင်းပေါ်ပြတယ်ဒီနေရာမှာဘလို့ပေါ်ပြလဲဆိုတော့သွေးတော်တဲ့စိတ်သွေးတော်တဲ့စိတ်ဆိုတာမူရင်းဂရိကျမ်းမှာမယုံတင်ကြဖြစ်တဲ့စိတ်မတင်ကြဖြစ်တဲ့စိတ် ရများရပါမလားငါဒီလိုဆူတောင်းလိုက်တာရများရပါမလားရများရပါမလားအဲ့လိုမျိုးရများရပါမလားဆိုတဲ့တွေးတော်တဲ့စိတ်မယုံတင်ကဖြစ်တဲ့စိတ်အဲ့ဒီလိုမယုံတင်ကဖြစ်တဲ့စိတ်တွေးတော်တဲ့စိတ်မယုံကြည်နိုင်တဲ့စိတ်ကဖယားသခင်မနစ်တတ်ဘူးဖယားသခင်စီကနေသဆုံတစ်ခုရမယ်လို့တင်မထင်နဲ့တဲ့ရမှာမဟုတ်ဘူးတဲ့ဘာလို့လဲတင်မယုံကြည်လို့ယုံကြည်ချင်းရှိဖို့အင်မတန်ရည်ကြီးတယ်ဆိုတာဒီဒီမှာပေါ်ပြနေတာ ဒါကြောင့်ချစ်တော်ညီကိုမောင်မများဆုတောင်းတိုင်းဆုတောင်းတိုင်းမှာယုံကြည်လားယုံကြည်လားအခုကျွန်တော်ဆုတောင်းလိုက်တဲ့အရာတွေကိုဖခင်သခင်မူချပေးမယ်လို့သင်ယုံကြည်လားယုံကြည်ရမယ်နော်ယုံကြည်ရမယ်နော်မယုံကြည်ဘူးဆိုလို့ရှိရင်ရမှာမဟုတ်ဘူးသင်ဆုတောင်းတိုင်းဆုတောင်းတိုင်းမှာအစပြုဆုတောင်းလိုက်တိုင်းမှာကျွန်တော်အခုဆုတောင်းမယ့်အရာတွေအလုံးပြည့်စုံမယ်လို့သင်ယုံကြည်လားယုံကြည်လားယုံကြည်တယ်ဆိုရင် comment ထဲမှာယုံကြည်ပါတယ်လို့ရေးသွားပါ။တချို့ကမယုံကြည်နိုင်ဘူးတော့ မယုံကြည်နိုင်ဘူးဆိုရင်တင်ဘလောက်ပဲရှည်ရှည်အရှည်ဆူတောင်းဆူတောင်းတရက်ကိုဘယ်နဲ့ကြိမ်ပဲဆူတောင်းဆူတောင်းပြည့်စုံမှာမဟုတ်ဘူးညီကိုမောင်တို့ဘာလို့လဲမယုံကြည်လို့မယုံကြည်တဲ့အတွက်ကြောင့်မယုံကြည်တဲ့သူတွေထဲမှာဘလို့မှ နမိတ်လက္ခဏာဖြစ်လာစရာအကြောင်းမရှိဘူးမယုံကြည်တဲ့သူတွေရဲ့အတ္တထဲမှာဘလို့မှဖရာသခင်ရဲ့စကားတော်ဖရာသခင်ရဲ့ဂတိတော်ဖရာသခင်ရဲ့နာညောင်ပီးခြင်းတက်ရောက်လာမှာမဟုတ်ဘူးမမိလားမမိလား မာရိမာတာရဲ့မောင်လာဇရုတည်သွားတဲ့အခါမှာသခင်ယေရှုခရစ်တော်ကမာရိမာတာကိုလာမေးတယ်နင့်မောင်ဘယ်မှာသွားမြုပ်ထားလဲငါတို့သူ့စီမှာသွားမှသူ့ကိုခေါ်နိုးရအောင်လို့ပြောတဲ့အခါမှာမာရိမာတာကဘယ်လိုပြောလဲဆိုသခင်အခုမှသွားမခေါ်နဲ့တော့နန်ကုန်ပြီလေအခုသွားမဖွင့်ပါနဲ့တော့သခင်ယေရှုခရစ်တော်သူ့ကိုဘယ်လိုပြောလဲငါနဲ့ကိုပြောပြီးပြီမဟုတ်ဘူးလားယုံကြည်ခြင်းတစ်ခုထဲတာရှိစေပါယုံကြည်ခြင်းတစ်ခုထဲရှိတာနဲ့ဖခင်ရဲ့ဘုန်းတော်ကိုမြင်ရလိမ့်မယ် ဟာလေလုယာညီကိုမောင်မတို့တင်စုတောင်းတန်ကိုတင်ရမယ်လို့ယုံကြည်လားယုံကြည်တယ်ဆိုရင်ကျွန်တော်ပြောမယ်ဖယားသခင်ရဲ့ဘုန်းတော်ကိုတင်လက်တွေ့မြင်ရလိမ့်မယ်ဒါကြောင့်ဖယားသခင်ရဲ့ဘုန်းတော်ကိုဟာကနဲ့ဟင်ကနဲ့နဖူးတွေ့ဒူးတွေ့မြင်ချင်တယ်ဆိုရင်ယုံကြည်ခြင်းရှိဖို့တော့လိုတယ်မယုံကြည်ဘဲနဲ့ကျွန်တော်ရဲ့တက်တာထဲမှာဘာမှဖြစ်လာမှာမဟုတ်ဘူးဒီကနေ့ကျွန်တော်တို့စုတောင်းတယ်စုတောင်းတယ်စုတောင်းတယ်ဘာလို့မဖြစ်လာတာလဲ မယုံကြည်လို့တခုပါဝင်နေတယ်တခြားအကြောင်းရင်းရှိကောင်းရှိမယ်ဒါပေမဲ့အဲ့ဒီအကြောင်းရင်းအများကြီးထဲမှာမယုံကြည်တဲ့အရာကလည်းတခုပါဝင်နေတကယ်လို့တင်မယုံကြည်ဘူးဆိုလို့ရှိရင်ဘာမှရမှာမဟုတ်ဘူးဆိုတာတမာချင်းစာအဖြစ်ဒီကနေ့ကျွန်တော်အလင်းပေးချင်တာနားလေပါစေနော်တန်ရှင်းတော်ဝိညာဉ်တော်တင့်ကိုအလင်းပေးပါစေ ဒါဆိုရင်တချို့ယုံကြည်သူတွေမေးကောင်းမေးမယ်ဆရာရေကျမတို့ကမယုံတင်ကခဏခဏဖြစ်တယ်ကျွန်တော်တို့ကမယုံတင်ကခဏခဏဖြစ်တယ်ကျွန်တော်တို့ယုံကြည်ခြင်းမလောက်ဘူးလေဘယ်လိုလုပ်ရမလဲယုံကြည်ခြင်းမလောက်တဲ့သူတွေမယုံတင်ကခဏခဏဖြစ်တတ်တဲ့သူတွေကိုကျွန်တော်ခွန်အားပေးမယ်ကျမ်းစာတစ်ချက်နဲ့ခွန်အားပေးမယ်အဲ့ဒီကျမ်းချက်ကတော့ရှင်မာကုခရစ်ယာန်ခန်းကြီး9အငယ်23ကနေ24ဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်နော်ယေရှုကလည်းတင်ဒီယုံကြည်နိုင်တယ်လို့ ယုံကြည်တော်သူဖြစ်ရင်ခတ်တိုင်တော်အမှုတို့ကိုတတ်နိုင်သည်ဟုမိန့်တော်မူ၏သူငယ်ဤအဘဒီချက်ချင်းဟစ်ကြော်၍အကျွန်ုပ်ယုံကြည်ပါ၏သခင်မယုံကြည်ဒီကိုမာဆတော်မူပါဟုမျက်ရည်နှင့်ရှောက်ပြန်လေ၏တချိန်လုံးကဖခင်လှုပ်တဲ့သူတယောက်ကသူ့ตาနဲ့ဆိုးဆွဲလို့သခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တွေကိုတွားမှတောင်းဆိုတယ်သခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တွေတော့မှမနှင်ထုတ်နိုင်တဲ့နှက်ဆိုးအဲ့ဒီတော့ကသခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တွေကဟို အဲ့ဒီချိန်မှာသခင်ယေရှုခရစ်တော်နောက်လိုက်ခါစားမလို့ယုံကြည်ခြင်းမတည်ဆောက်နိုင်သေးဘူး။ဒါကြောင့်တပည့်တော်တွေလည်းအဲ့ဒီနှက်ဆိုးကိုမနှင်ထုတ်နိုင်ဘူး။ဒါကြောင့်သခင်ယေရှုခရစ်တော်စီမှာခေါ်ဆောင်လာတာဖခင်လို့တဲ့သူကသူ့သားကိုသခင်ယေရှုခရစ်တော်စီမှာခေါ်ဆောင်လာမှအကျိုးအကြောင်းအကုန်လုံးရှင်းပြတယ်။ရှင်းပြတဲ့အခါမှာသခင်ယေရှုခရစ်တော်ကဖခင်လို့တဲ့သူကိုတခွန်ပဲမေးတယ်။နေယုံကြည်လားတဲ့နေယုံကြည်လား။အဲ့တော့ဖခင်ကဘလို့ပြန်ဖြေရလဲ။ကျွန်တော်ယုံကြည်ပါတယ်တဲ့။ဒါပေမဲ့မယုံကြည်နိုင်တဲ့အပိုင်းတွေရှိတယ်။ မယုံတင်ကဖြစ်တဲ့အပိုင်းတွေရှိတယ်အဲ့ဒီနေရာမှာသခင်ယေရှုခရစ်တော်ကျွန်တော်ကိုမာဆပါအဲ့လိုဆုတောင်းတယ်အဲ့လိုဆုတောင်းတဲ့အခါမှာသခင်ယေရှုခရစ်တော်ကသူ့ရဲ့ဆုတောင်းတန်ကိုနားညောင်းပေးမှသူ့သားကိုကိုတာပေးခဲ့တယ်ဆိုတာကျွန်တော်တို့ဖတ်ရတယ်ဆိုတော့ဒီကျဲချက်တဲ့အနေနဲ့ကျွန်တော်ဘာကိုအလင်းပေးခြင်းလဲဆိုတော့ယုံကြည်ခြင်းမခိုင်ခန့်တဲ့သူတွေမယုံတင်ကဖြစ်တတ်တဲ့သူတွေဒီကလေးရဲ့ဖခင်လိုမျိုးသခင်ယေရှုစီမှာယုံကြည်ခြင်းတောင်းခံလို့ရပါတယ် စုတောင်းတဲ့အခါမှာမယုံသင်္ကာဖြစ်နေတယ်ဆိုရင်ကိုတော့ကျွန်တော်တို့ယုံကြည်ပါတယ်တို့ပေမဲ့တချို့နေရာတွေမှာမယုံကြည်နိုင်ဘူးတချို့နေရာတွေမှာမယုံသင်္ကာဖြစ်တယ်ဒါကြောင့်ကိုတော်ဖျားကွယ်ကာပါမဆပါကျွန်တော်ကိုခွန်အားပေးပါဆိုမှယုံကြည်ခြင်းတောင်းခံပါသခင်ယေရှုခရစ်တော်ကတင့်ကိုယုံကြည်ခြင်းပေးပါလိမ့်မယ်ကျွန်တော်ပြောမယ်ညီကိုမောင်မတို့ကျွန်တော်တို့ယုံကြည်နေတဲ့ဒီယုံကြည်ခြင်းတော်မှာသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ပေးထားတာတဲ့ကျမ်းစာကအဲ့လိုပြောတာဒါကြောင့်ဒီကနေ့ကျွန်တော်တို့ယုံကြည်ခြင်းရှိနိုင်ပြီဆိုပြီးတော့မှ ကိုကိုကိုဟုတ်လာပြီမထင်နဲ့တော့ဒီယုံကြည်ခြင်းတော်မှာဘုရားသခင်ပေးထားတာတဲ့ဒါကြောင့်ယုံကြည်ခြင်းမရှိတဲ့သူတွေအားနေတဲ့သူတွေမယုံသင်္ကာဖြစ်တတ်တဲ့သူတွေသခင်ယေရှုခရစ်တော်စီမှာတောင်းပါတောင်းပါယုံကြည်ခြင်းကိုလည်းတောင်းလို့ရတယ်လို့ကျမ်းစာထဲမှာပြောတယ်။ဒါကြောင့်မယုံကြည်နိုင်တဲ့သူတွေမယုံသင်္ကာဖြစ်တဲ့သူတွေသခင်ယေရှုခရစ်တော်စီမှာယုံကြည်ခြင်းတောင်းပြီးတော့မှဆက်ပြီးမှဆုတောင်းပါ။ဒါဆိုရင်တင်းရဲ့ဆုတောင်းတန်ဒီမူချပြေဆုံးလိမ့်မယ်လို့ကျွန်တော်ခွန်အားပေးနေနှိကုံချုပ်ပါတယ်။ အတူတူအဆုတောင်းရအောင်ယေရှုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲယုံကြည်ခြင်းမရှိရင်ကျွန်တော်တို့ရဲ့ဆုတောင်းတန်တွေမပြည့်စုံနိုင်ပါဆိုတဲ့ခေါင်းစဉ်နဲ့တန်ရှင်းသောဝိညာဉ်တော်တွေကျွန်တော်တို့ကိုအလင်းပေးတယ်ယေရှုတော်ချီးမွမ်းတဲ့ကိုတော့အသက်တာထဲမှာယုံကြည်ခြင်းရှိစေပါကျွန်တော်တို့အားနည်းတတ်ပါတယ်ကိုတော့ဟုတ်ပါတယ်မယုံသင်္ကာဖြစ်တတ်ပါတယ်မယုံတင်ကဖြစ်ခြင်းအာနေခြင်းယုံကြည်ခြင်းမရှိခြင်းအရာတွေကိုကိုတော်ဖျားသခင်ဒီမဆဖေးမလဲယုံကြည်ခြင်းကိုဖြစ်ဖြစ်စီပေးပါ ယုံကြည်ခြင်းရှိစေပြီးတော့မှဆုတောင်းတန်ဒိုင်းဒီပြည့်စုံပါစေမိကြောင်းယေရှုတော်ချီးမွမ်းနဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖခင်အာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့